Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဈေးဘိုးတက်တာပြီးတော့တက်ခွက်ထက်နဲ့ထမင်းမြိန်နဲ့အသားရုချင်မောင်ချင်ဆက်ကလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်အားလုံးပဲကြောစင်နဲ့တူလိုက်ပြီးစားလိုက်ကြအောင်နော်နည်းမယ်ပေါ့နော်ပူပူလေးချင်မောင်ရွှေချင်ချင်ဆက်ဆက်ကြိုက်တဲ့လူဆိုရင်တော့ကြိုက်မှသေးကြတယ်ကဲအရင်ဆုံးရေစိမ့်ပြီးတက်စင်ထားတဲ့အသားတူကိုအခုလိုမျိုးရာတာမုံငံပြာရည်လေးနဲ့အတူရာတာနှဲပြီးတော့ကြာတော့ခဏနှက်ထားလိုက်မယ် ပြီးရင်တော့ကျွန်တော်တို့စီပူထဲမှာကိုအခုလိုမျိုးစနုံးမုံလေးထည့်မယ်ပြီးသွားရင်ကြက်သွန်နီကြက်သွန်မျိုးထည့်ပြီးတော့စီတက်ပေးပါမယ်အနံမွေးလာရင်ငပိထည့်မယ်ငပိကိုကြည်အောင်အခုလိုမျိုးလေးခြေပေးမယ်ပေါ့နော်ငပိခြေပြီးငပိနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ခန်းကျင်သီးကြိုက်ထားတာကိုထည့်မယ်ခန်းကျင်သီးဤပြီးတော့စီပေါက်လာသည့်အထိ လုံးပေးပါမယ်ပြီးရင်တော့အယောင်တင်မုံအနုမုံလေးထည့်ပေးပါမယ်ကဲအခုလိုမျိုးခန်းကျင်တီလည်းဤပြီးတော့စီပေါက်လာတဲ့အနေထားလေးကိုလည်းရောက်ပြီဆိုလို့ရှိရင်တော့သစ်ကငရုတ်တီးအကျမ်းဘက်ကလေးထည့်ပေးပါမယ် ငယုတ်သီးနှံလေးတွေမှွေးလာသည်ထိလုံးပေးလိုက်ပါမယ်။ကဲခုလိုမျိုးငယုတ်သီးနှံလေးတွေမှွေးလာပြီဆိုလို့ရှိရင်တော့ကျဆစ်တို့ရှေ့မှာအရသာနှက်ထားတဲ့အသားဓူကိုထည့်ပေးလိုက်ပါမယ်။အသားဓူတွေကိုဒီအနှစ်အားလုံးစိတ်ဝင်သွားအောင်ပေါ့နော်။တေချာလေးလုံးပေးလိုက်မယ်။ကဲပြီးရင်တော့ကျဆစ်တို့ချင်မောင်ထည့်ပေးလိုက်ပါမယ်။ချင်မောင်နဲ့အသားဓူနဲ့ကိုနှံ့သွားအောင်တေချာလေးလုံးပေးလိုက်မယ်ပေါ့နော်။ ဒီနေရာမှာတော့ကျော်စစ်တို့နာနာလေးပေါ့နော်ကျော်စစ်တို့ဒီချင်းပေါင်ရေလေးထွက်လာတီအထိပေါ့နော်လုံးပေးလိုက်မယ်ပေါ့နော်ကဲအခုလိုမျိုးလန့်သွားအောင်တေချာလေးလုံးပေးပြီးသွားရင်တော့ရေထည့်ပေးလိုက်ပါမယ်နာနာပွက်လာတဲ့အနေထားလေးရအောင် လုံးပေးလိုက်မယ်ပေါ့နော်ကဲချင်းပေါင်လေးဤပြီးတော့ကြတော့အခုလိုမျိုးကျော်စစ်တို့နာနာပွက်လာတဲ့အနေထားလေးကိုရောက်ပြီဆိုလို့ရှိရင်တော့အရာတာလေးမြည်ပြီးတော့လိုအပ်တဲ့အရာတာလေးတွေကိုထပ်ပြီးထည့်ပါမယ်ကျော်စစ်ကတော့ရာတာမုံလေးရဲ့ပြီးရင်ငံပြာရေလေးရဲ့အနေငယ်ထွက်ပြီးဆက်ပေးလိုက်ပါတယ် ကဲအရသာလဲကြိုက်ပြီးတော့ကိုလိုချင်တဲ့အနေထားလေးလဲရတော့မယ်ဆိုရင်တော့ကျော်စစ်တို့အနမ်းလေးပုံမွေးသွားငရုတ်သီးစိမ့်လေးရဲ့နနံမင်းလေးရဲ့ပါအုပ်ပေးလိုက်ပါမယ်။ကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့တခွက်ထဲနဲ့ထမင်းအယမ်းမြိန်မဲ့ချင်မောင်နဲ့အသားတူချင်ဆက်ချက်ကလေးရပါပြီ။ရေကူရိုးရှင်းပြီးတော့ကြတော့အချိန်ကုန်လဲတက်တာရာဖြစ်လို့အားလုံးပဲချက်စားကြည့်ဖို့ဝင်မြပေးလိုက်ပါရနော်။ဒီနေ့တော့ဒီမှာဒါကတော့အသားတူနဲ့ချင်မောင်နဲ့ကိုချင်ဆက်ကလေးချက်ထားတယ်။ဒါတခွက်ကောင်းပေါ့နော်။ဒီတခွက်ထဲနဲ့စားမှာပါဒီနေ့ကတော့။ဟို ရှယ်ပဲရှယ်ပါမယ်နှဲမယ်ပေါ့နော်ပူပူလေးချင်မောင်ရွှဲရွှဲလေးနဲ့နှဲပါမယ်အဲအဲ့တော့စပြီးတော့ကြတော့စားပါမယ်အားလုံးပဲစားကြပါအောင်ခင်ဗျအင်းအင်းကျင်ကျင်ဆက်ဆက်ကြိုက်တဲ့လူဆိုရင်တော့ကြိုက်မှသေးကြတယ်တော်တော်ကတော့ ိုကြိုက်တဲ့ပုံစံချက်စားဆိုတော့ကြတော့အရန်စားကောင်းတယ်ပေါ့နော်အင်းလူဒီတဲ့လေးပါကိုက်ဒီလိုဟင်းမျိုးကကြတော့ကြောင်ထမင်းကြိုက်မယ်ထက်ထက်ပြီးသွားရင်စွန်းလောင်းနာတို့ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်တို့တို့ညမှာသူစွန်းလောင်းညတယ်တစ်ခွက်တည်းနဲ့ဒါပြီးရောလေအရန်လည်းထမင်းမြိန်တယ်ပြီးထမင်းကြိုက်နေပါလေဆိုလို့ရှင်လည်းအရန်အဆင်ပြေတယ် န်းစားကောင်းနေတော့ပဲလူမြေပဲတန်တော်လေးပါကျက်စားကောင်းတယ်ချင်မောင်းလည်းမြေပဲတန်တယ်လိုက်ကောင်းမလားလူတွေလည်းကြားချင် တစ်ခွက်ကောင်းလာမျိုးလေးဆက်စားကြည့်ပေါ့နော်။အရင်ထမင်းမြိန်ပါရဲ့။အင်္ဂလန်စားလို့ကောင်းပါရဲ့။음။ဘုံမဆင်မျိုးမေ။အဲ့ကြောစက်ဒီနေ့ဘယ်လိုလဲတော့ဒီမှာပဲရိုက်လိုက်တော့မယ်။အခုဆက်ပြီးတော့ကြတော့စားလိုက်အောင်ပဲပေါ့နော်။အရင်စားလို့ကောင်းတယ်။ဒါမျိုးလေးဆက်စားကြည့်ပါတစ်ခွက်တည်းနဲ့အချိန်ကုန်လဲတက်တာရဲပေါ့နော်။အားလုံးပဲတက်တာပါ။